channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိတ်အာဝါဒအောက်မှာတည်ရှိတာဖြစ်ပါတော့ကြောင့်ကြောက်စီလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါဆေမအလကံပေးရတတောင်းသားတော်အလကံမရတခုခုတူဆိုးပြမလားကပြအောင်လားပုံဆွဲပြမလားတခုလုတ်ပြပြီးမှပေးရစင်ကာပူမှာအလကားယူခြင်းသိမ့်မထဲရှင်များအာချောင်းပြီးတော့ပြီအလကံမပေးအောင်တော့ထောင်းနှစ်တတောင်းသားတော်အလကံပေးလို့မရဘူး စပွဲတို့ဝိဒါဆိုပြီးတစ်မန်နီပေးလို့မရဘူးတကဘာလုံးမှာတစ်မန်နီတားထားတာစေဝန်နိုင်ငံပဲရှိအမေရိကန်တောင်တစ်မန်နီပေးလို့ရ TIB တစ်မန်နီနည်းနည်းမဆိုးသလောက်လေးပူရဲလေရော့ကွာမင်း50ဟောတပြားတော်မပေးရအဒီရောဘောဘွားရိုက်တာတွေပါလေသွားလှူမယ်မို့လားအနည်းဆုံးဟိုကတ िश ူးလေးဖြည်းဖြည်းသူပြန်ပေးတယ်ဘောဘွားရိုက်အစားအလကားမရဘူးဆိုတဲ့ဟာကိုဒီဇယက်ကိုသွင်းထားတာတော့2009နဲ့2010ကျတော့တပြိတော်တို့တပြိတော်တို့ကဝင်းနေတာကြာပြီတော့အခုကျတော့အများကြီးနောက်ရောက်ကွာ ပြောလို့တော့မရရှင်လို့တော့မရတော့အဲ့မှာတကယ်ဒီပြောတယ်ဟလောင်ဘေးတခုတည်းရဲ့ဝင်ငွေကစင်ကာပူထက်ကျော်တော့သူရအခင်ချင်းကြီးရအားပြင်းစင်တာဗျင်းတိုင်းစူးစားတယ်လူတိုင်းစူးစားတယ်လူတိုင်းစူးစားတို့နိုင်ငံမပြင်းအောင်တင်းထားမပြင်းအောင်တင်းတို့နိုင်ငံငပြင်းနေငပြင်းနေနော်သူဖုန်းကြီးတွေလည်းပြင်းတယ်စင်ကာပူမှာတပြိတို့သွားတယ်ဥပဒေတို့သွားတယ်ရှင်မြတ်ဒီလိုနိုင်ငံရောက်ပြီဆိုရင်ရှင်မြတ်တို့အရင်ဆွတ်ကတ်ဆွတ်ကတ်ပြီးတော့ လှူွယ်လေးတွေလှူတယ်မို့လားစေဝါမရဘူးရှင်မရတို့ရွတ်တရားဖက်တရားအရင်ရွတ်အလုတ်လုတ်ပြီးမှသူကလှူတာအဲဘုံကြီးလှူတာဆိုအဲ့ပြန်သွားတာအမဆိုတော့ရီရိုကဟိုကော်ဖီလေးတစ်ခွက်တောက်တယ်ဗျာနော်ကော်ဖီတစ်ခွက်တောက်တာ10ဒေါ်လာဆိုတော့အဲဒီ5ဒေါ်လာ2ဒေါ်လာပို့တယ်ဇွဲတို့လေးကကိုဒေတာမို့လို့တို့မဟုတ်တနာစရာကောင်းလို့တို့မဟုတ်ကိုစိတ်ပေးကြင်လို့ဆိုပြီးတော့အဲကြံတဲ့2ဒေါ်လာကိုပေးခဲ့တယ်ပေါ့ tip money ပေါ့အပုံငွေလေးပေးအဲ2နှစ်ထောင်ချမှာနော်ဆေးဝင်အလကံပေးရတဒေါင်းသားတောင်အလကံမရဘူး ။တခုခုတူဆိုးပြမလားကပြအောင်လားပုံဆွဲပြမလားတခုခုလှုပ်ပြပြီးမှပေးရ။စင်ကာပူမှာအလကားယူချင်သိမ့်မထည့်။ရှင်များအာချောင်းပြီးတော့ပြီးအလကားမပေးအောင်တော့ထောင်းနှစ်နှစ်။တရောင်းသားတော်အလကားပေးလို့မရ။သပွဲတို့ဝိတာဆိုပြီးတစ်မန်နီပေးလို့မရ။တကဘာလုံးမှာတစ်မန်နီတားထားတာစေဝန်နိုင်ငံပဲရှိ။အမေရိကန်တော်တစ်မန်နီပေးလို့ရ။ TIB တစ်တစ်မန်နီနေမဆိုးသလောက်လေးပူရလေရောက်ကမင်း50ဟိုတပြားတော့မပေးရအဒီမျိုးဘဝရတဲ့ဘာလေးသွားလှူမယ်မို့လား အနည်းဆုံးဟိုကတ िश ူးလေးဖြစ်ဖြစ်သူပြန်ပေးတယ်ဖိုးဖွားရီအဆာအလကားမရဘူးဆိုတဲ့ဟာကိုဒီဇရိုက်ကိုသွင်းထားတာနော်အလုံးနှစ်ဆလောက်ရမယ်လီကွမ်ယူကပြောတယ်အလုံးနှစ်ဆလောက်ရမယ်ငွေနှစ်ဆစုရမယ်အစိုးရစုပေးပေး10နှစ်နေအိမ်ရနေတရားရနောက်10နှစ်နေကားရအဲ့ဒီတိုင်စုခဲ့တယ်အဲ့ဒီတိုင်စုခဲ့တယ်စင်ကာပူမှာလေစင်ကာပူဆာကြီးတက်ကြီးရောက်တက်ကပြီးရင်ဒီတော့ပြတိတ်ကောင်းတာပဲဒီတော့လေ့လာတယ်သူတို့နိုင်ငံကြီးဘလူးကြီးဆိုတာကြီးသူအားကြနေတာဘလူးလုတ်ခဲ့တာဆိုတာတို့ကကြည့် တော်တော်များများဘလူကြီးဖြစ်သွားမှအာကြဘလူလုတ်ခဲ့တာဆိုတဲ့အောင်သိမ့်ဝင်သောကိုကိုတိုင်းလည်းအဲ့ဒီလုတ်အောင်မဖြစ်စင်မှမပါဘူးလို့ထင်တယ်အဲ့ဒါဆိုတော့ဟိုလူတွေသာသုံးမကြလို့ဒီလူသာသုံးမကြလို့ဖြစ်ကုန်အဲ့ဒါသူပြောလို့လက်ထက်သူများအသုံးမကြတာရှောက်ပြောနေလို့မရဟုတ်တယ်မလားအဲ့ကိုဘလောက်အသုံးကြလဲတပြည့်တော်တော့ဒါအခွင့်အရေးလိုပဲမြင်နေဗျာဒီလိုခစ်စုတ်ခစ်ယုတ်ကြီးခစ်ပြက်ကြီးတဲ့ရောက်နေတယ်ဒီပြောလို့အခွင့်အရေးပဲအလုတ်လုတ်ဆရာပို့ရခစ်ကြီးကောင်းနေစက်ကြမင်းကြီးပေါ်နေလေချင်းအရှင်ရတို့ပရိုက်တက်လုတ်ချင်လို့ရမရဘူးအကုန်လုံးဆင်ပြေးနေတာ အဲ့ဒါဆိုတော့ရဲရဲနဲ့တသက်ရှိတဲ့ပုံကိုယ်တွေဟာနော်ဌာမတတိနာသူ့ရဲ့အစွမ်းမလားကိုထုတ်ပြခြင်းနဲ့ဆိုတဲ့အခက်ခဲတွေကိုစိန်ခေါ်မှုတွေကိုအမြဲတမ်းလက်ခံလေရှိဘုရားလောင်းရဲ့စေတဲ့ဒီလိုလိုစဉ်းစားရမယ်ဂိမေအေကေနတိန်နေနဗုဒ္ဓတေနဌာမတတိငါလိုယောက်ျားကောင်းတယောက်ရှိတာဆိုတဲ့အဲ့ဒီတိတ်ကိုရှင်များတို့မွေးရတပြီးတော့အကြီးကျယ်ကြီးတွေပြောနေရမုန်းလို့ဟိုအကြီးကျယ်ကြီးတွေဘာဖြစ်ဖို့ညာဖြစ်မစင်းသားနဲ့ကိုဝင်းချင်းမှာကိုလူလူသူသူဖြစ်အောင်လုပ်နိုင်ရပြီ အဲ့ဒီဘုန်းကြီးတွေကကိုဝင်းကျင်မှာကိုကောင်းအောင်လုပ်ပြီဆိုဒီလိုနိုင်ငံသာသနာရောနိုင်ငံရောကောင်းတယ်အခုအဲ့လိုမလုပ်အဲ့လိုလုပ်နိုင်တဲ့သူအရေးအတွက်နည်းနေလို့မှန်လားဗျာနော်ဒါရှင်မရတို့ပြန်ဆန်းစစ်ဒီပြီတော့ရှင်မရတို့ဒီလိုပြောရမယ့်ယုံဖို့တခါမှမတောင်းဆိုဘူးရှင်မရတို့ဆန်းတရနော် analysis လုပ်ကြည့်လို့ရတယ်ဒါတပြီတော့မြင်နေရပြီရှစ်တခေါ်မျောကြည့်နောက်တလန်ပြန်ကြည့်တမိုင်းတင်တယ်ဆိုတာရှစ်ကိုမြင်နိုင်တယ်မြတ်ကျိုးမြင်အဲ့မြင်တဲ့အခါကျတော့နောက်ကသင်္ကန်းသားတွေကိုပြန်ယူပါ နောက်မှာဘာတွေအနှဲချက်ရှိတယ်ဘာတွေလိုအပ်ချက်ရှိတယ်နောက်မှာတော်ခဲ့တဲ့သူတွေဘယ်လိုလဲတပည့်တော်ပြောတယ်မြန်မာဘရင်တွေကိုအမြဲတမ်းအသုံးမချဘူးလို့ထင်အောင်နိုင်ငံရေးသမားတွေပြောကြတယ်ဆိုင်းဆရာတွေရေးကြတော့နိုင်ငံကမီဒီယာတွေရနေပြီးတော့ဟိုဟိုလေးတရားလေးဖတ်ပြီးတော့လူတွင်ကျယ်လှုပ်ရှင်ကြတဲ့အခါတွေပြောမြန်မာဘရင်တွေမတော်ဘူးလားတော်လို့မြန်မာပြည်ဒီကနေ့ထိနေနိုင်ခဲ့တာပေါ့တော်ခဲ့တဲ့သူတွေရှိလို့ပေါ့အနော်ဒါမင်းရဲ့ကောင်းဆောင်မှုဒါလည်းသာအုပ်ထွက်တယ်ဆရာကျော်ကျော်လိုင်းရေးတယ်ဘရင်တော်ရဲ့ကောင်းဆောင်မှု အလောင်းမင်းရဲ့ကောင်းဆောင်မှုသုံးအုပ်ထွက်တယ်။အဲ့ဒီကောင်းဆောင်မှုတွေကိုဒီကလေ့လာတဲ့အခါအနွယ်ထားကောင်းဆောင်မှုကြိုက်တယ်။ဒါနာတော့ရောနိုင်ငံတွေရောကြိုက်တယ်။ဒါပေမဲ့အနွယ်ထားမျိုးဆက်တွေကိုကောင်းကျသတာမယဘာသားလားသူသားလားအခုချိန်ဒီတမိုင်းမှာရေးရမသိဘူး။ယာသတမန်နဲ့ရတဲ့ကလေးလားသူနဲ့ရတဲ့ကလေးလားမသိဘူးနော်။ထားလိုက်တော့မရှင်းလင်းဘူး။မယဘာသားပဲပြောပြောသူသားပဲပြောကျန်စစ်သားတယောက်ပဲရလိုက်တာ။ဘာကောင်းလို့နောက်ထပ်နော်။ဘယင်းတော် ဘရင်တော်သားနန္ဒစစ်တိုက်တဲ့နေရာမှာဆရာကြီးပဲစစ်ဘရင်ကြီးဘရင်တော်33နှစ်စစ်တိုက်ခဲ့တာမြန်မာပြည်ရဲ့ area အကျယ်ဆုံးဖြစ်သွားတယ်။အခုထက်3-4လောက်ကြီးတယ်။ဘရင်တော် dynasty ဆိုပြီးတော့ Google မှာရှာကြည့်ဘလောက်မြန်မာပြည်ဘုံကြီးရဲ့4တောင်ကြီးလိုပဲအကြီးပင်လယ်တွေရောဘာတွေရော6တောင်ရှာနိုင်ငံတွေဆိုအကုန်လုံးနီးနီးပိုင်။တရုတ်နိုင်ငံတွေမှာပြည်နယ်3ခုလောက်ပိုင်။ Bangladesh, Assamadipura, India အဲ့ဒါမြန်မာပိုင်တည်းဒီ။ဒါပေမဲ့ဘရင်တော်အမျော်မြတ်မရှိဘူး။သူသားနန္ဒလက်ထက်ကြတော့တိုင်းပြည်ရပြတ်။ဒါကြောင့်စစ်တိုက်တဲ့ုံနဲ့တိုင်းပြည်တိဆောက်လို့မရဘူး။ ကျတို့လူလူငယ်တွေအများကြီးသိဖို့လို့စစ်တိုက်တဲ့ရုံနဲ့တိုင်းပြည်တိဆောက်လို့မရဘူးနန္ဒက်လက်ထက်မှာတိုင်းပြည်ပြတ်သွားဘင်းအောင်သေးပြီးတော့ဘာမှမကြောက်တိုင်းပြည်ပြတ်သွားအလောင်းမင်းတရားဒီပြောသူ့ကြိုက်တယ်အလောင်းမင်းတရားရဲ့ကောင်းဆောင်မှုကိုကြိုက်သူ့သားလေးရောက်ဘယင်ဖြစ်တယ်ကုန်းပေါင်မင်းဆက်ဆက်တဆက်ကုန်းပေါင်ဒီလိုဘာကြောင့်ကုန်းပေါင်ခေါ်တာကဲပြောကြည့်ပါဦးကုန်းပေါင်ဘာကြောင့်ကုန်းပေါင်ခေါ်ကုန်းပေါင်ကိုရှင်ပြတို့ကြားဘူးလားကုန်းပေါင်ဆိုတဲ့စကားကုန်းပေါင်ကြီးကျော်တို့ကျွတ်ကျွတ်ကျော်တို့ချိုးချင်းကျော်တို့ဟုတ်လား အဲ့ဒါမျိုးပြောလားကုန်းမောင်ကိုဘယ်နေရာမှာတွေ့ဘူးတော့ဩရွှေဘိုးပြည့်ရဲ့နာမည်တမျိုးပေါ့နော်ဟုတ်ပြီဒါလည်းမှန်တယ်ဗျာကုန်းမောင်ကိုဘယ်နေရာမှာတွေ့ဘူးလဲဩရွှေဘိုးနန်းကွာကုန်းပေါ့ရေထဲကိုသွားတဲ့အခါတင်မောတွေပေါ့လီတွေပေါ့တက်တက်ကခုံးတက်တာဟုတ်ရဲ့လားဘာနဲ့တက်တာပြင်ချက်ကြီးတွေမထိုးဘူးလို့ပဲအဲ့ဒီပြင်ချက်ကြီးတွေကိုဘာလို့ခေါ်ကုန်းပေါင်လို့ခေါ်တယ်ပြတ်သွားတဲ့ တကြတာကွေမင်းသက်ကိုကုန်းပေါင်တို့ဆက်တဲ့အတိဘယ်မို့လို့ကုန်းပေါင်မင်းဆက်လို့ခေါ်တယ်။ကြက်တော်တဲ့မြန်မာမင်းသက်ဓမ္မရသာလက်ထက်ကလေအခုမန္တလေးဖြစ်နေတာလဲသိုးတယ်။နေကင်းရောညကင်းရောအမြဲတမ်းလူရက်တက်ဖြတ်နေတာ။အဲ့လိုပဲငါမင်းတို့ကိုယ်အိမ်ကိုယ်ဆောင်တဲ့ကွာကိုယ်ရက်ကွက်ကိုယ်တာဝန်ကြငါတော့မနိုင်ဘူးဆိုပြီးလွတ်ချလိုက်တာ။ဘိုးဆိုးကျင်ရွာသားအောင်စီရဘုံကြောင်သားတက်25နှစ်ဝင်းကျင်ပဲရှိအဲ့ချိန်မှာ46ရာကိုစုပြီးတော့ထန်းလုံခံတဲ့တော့နောက်အဲ့ဒီကနေတိုးချဲ့တယ်။၈နှစ်အတွင်းတန်နိုင်ငံလုံး ထိုင်းချီတော့တဲနိုင်ငံလုံးဟာအလောင်းမတရားကြီးရဲ့လက်ခုရောက်သွားလူတွေအများကြီးမသေးဘူးကွန်မန်ဒိုတွေနဲ့တိုက်လာမင်းဘက်က၁၀ယောက်ငါဘက်က၁၀ယောက်ခြောက်လာခြောက်အေးရိုတိုင်နာချင်းချင်းပဲဒါမဲ့တတိချင်းရှင်းမယ်နိုင်ရင်မင်းနိုင်ရင်မင်းအောက်ကငါလက်ခံငါဝင်မယ်ငါသစ္စာခံငါနိုင်ရင်ငါအောက်ကိုလက်ဆက်သစ္စာခံချိုးခိုးမတိုက်ဘူးပြောင်းမယ်အလောင်းမတရားကြီးရဲ့တကယ်လို့စိတ်တင်လေရေးထားတယ်အလောင်းမင်းတရားဆိုတဲ့စာကိုဖတ်ကြည့်ပါဗျာ စကိုင်းဖို့တင်းရည်တဲ့သားကိုလည်းရှိတယ်အလောင်းမင်းတရားကြီးအလောင်းမင်းတရားကြီးကမအေးရတော်တော်တော်တာဟိုသူ့မအေးရလေအဲ့တော့ leadership ကိုဒီလိုထဲထဲဝင်လေ့လာတဲ့အခါဘာတွေ့လဲဆိုတော့ခေါင်းဆောင်ကောင်းတိုင်းမှာအမေကောင်းနေရှိတယ်အမေတွေတော်တော်အရေးကြီးတာပဲဆိုတော့ကလေးတယောက်ငွေးစားကနေ၁၀နှစ်အတွင်းမှာအမေအရေးကြီးဆုံးပဲစိတ်ပညာပြောတယ်ဒေါက်တာကျော်စိတ်လူငယ်လမ်းညွန်ဆိုတဲ့စာအုပ်ထဲမှာငွေးစားကနေ၁၀နှစ်ကအမေအရေးကြီးဆုံးပဲတဲ့၁၀နှစ်ကနေအနည်း၂၀ကအဖေအရေးကြီးဆုံးပဲတဲ့ အနည်းနဲ့ဆရာနေအစိတ်ကဆရာအရေးကြီးတယ်သူလောကတဲ့ဝင်တော့စီးပွားရေးလောကလူမှုရေးလောကအဲ့မှာဘယ်လိုဆရာနဲ့သူတွေ့အဲ့ဒီ၃ခုရဲ့ပြည့်ပြည့်မှုကောင်းရင်အဲ့လိုကထိတ်ထိတက်တာထိတ်ဆုံးတို့ဆိုတာမျိုးလို့မွေးစားကနေစနစ်ကဘသူအရေးကြီးဆုံးလဲဗျာအမေအရေးကြီးဆုံးပဲအမေရေးဆိုတာပခတ်လွှဲတဲ့လက်ကတိုင်းပြည်ဦးဆောင်တယ်ဆိုတာအဲ့ဒါစိတ်ပညာအရကောအဲ့လိုပဲလွှမ်းမိုးမှုကလေအမေအမေရဲ့ရင်ခွေမှာပို့ပြီးတော့ဒီလိုဖြစ်နေတာဗျာနော်ဒါကြောင့်ဒီပြည့်တို့ ဆီယမဆွေဆွေရေးထားတဲ့ကျောင်းတဲ့ဒီမိုကရေစီမူကြိုကြောင်းအစတည်ခြင်းနဲ့စောက်လေးပါဗျာ။နော်ဝေတို့ဆွေတို့ဒိန်းမတ်တို့ဒီနိုင်ငံမှာဒီလူတယောက်ကိုဝင်ဆောင်ပြီဆိုရင်အဲ့ကိုဝင်ဆောင်နေရကိုဝင်ဆောင်မိခင်ကိုအစိုးရဆောင်လျှောက်တာအစိုးရဦးကြည်တင်သွားတာအဲ့ဒါကနေ့စာဘလောက်ဖတ်ရမယ်လေ့ကျင့်ခန်းဘလောက်လုပ်အောင်မယ်ဘယ်အာဟာရပြည့်ရတယ်ဗီတာမင်ဓာတ်တွေဘလောက်ပြည့်ရတာစားရမယ်ကိုဝင်ဆောင်မိခင်အသာဆောင်လျှောက်တပည့်တော်နိုင်ငံကိုကလေးဆိုပြီးတော့ဆွစ်စစ်ခုံနေတဲ့အချိန်မှာတို့ကနိုင်ငံတော်ကကလေးနိုင်ငံတော်ရဲ့ကလေးနိုင်ငံသားကောင်းဒီစိတ် ဲ့တော့မွေးပြီတနစ်တနစ်မိမတွေကထင်းလို့ရတယ်။တနစ်ကျော်တော့ဆိုရအာဆိုရကြောင်းနေမှာအာသူတို့ KG တွေခန်တကာရန်တွေပါတယ်သူတို့စီစဉ်နေထားပဲအထက်ကုန်စရာမလိုဘူး။နော်နိုင်ငံရဲ့ GDP ကရလာတဲ့ gross domestic product ပေါ့။ဒီလိုတော့ကိုတန်ဖိုးအဲ့ဒီရလာတဲ့ GDP တွေကိုအဓိကပဲနေရာမှာတုံးတယ်လေဆိုတော့ပညာရေးမှာအဓိကတုံး။ပညာရေးမှာအဓိကတုံး။အဲ့ဒီကနိုင်ငံတွေကလေ။ဒါကြောင့်ထိတ်ရောက်။အဲ့ဒါတော့အဲ့ဒီစနစ်တွေကိုဒီလိုနိုင်ငံကဘယ်သူလုပ်ခဲ့လို့ဆိုတော့ အနှွေထားလုပ်ခဲ့စာအုပ်တော်မျိုးပဲဗျာသမိုင်းကပြောတော်ပကံပကံပြောတော်သမိုင်းဒေါက်တာသက်လွင်ကြီးပါဒါရှင်မြတ်ပကံမှာပဲဝယ်လို့ရကျန်တဲ့နေရာတွေတိတ်မရှိသမိုင်းကပြောတော်ပကံပကံပြောတော်သမိုင်းရွှေဒီကုံဘုရားတို့အာနန္ဒဘုရားတို့မှာဘူးအလွယ်ကူဝယ်လို့ရအခုခက်ဆိုရင်တော့3000လောက်ရှိရှိဘိုးတော်ကတော့သိကြည့်ဒေါက်တာသက်လွင်